Hello everyone. Leo Weekly Zodiac Audio Podcast တင်ဆက်မှုအစီအစဉ်လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်။ဆိုတော့ Weekly Zodiac ဖြစ်တဲ့အတွက်ကြောင့်မို့လို့တစ်ပတ်တစ်ပတ်အတွက်ကိုယာတီဘွားတွေအတွက်တည်တည်တိထိုက်တဲ့ message လေးတွေကိုတင်ပြပေးမယ် podcast အမျိုးအစားလေးဖြစ်ပါတယ်။ဆိုတော့အခုဒီရောကဒါ Sagittarius season ပေါ့နော် Western Zodiac အရာဆိုလို့ရှိရင်နောက်တိုင်းနက္ခတ္တဘေဒပညာရေးအရာသုံးသက်ချက်အရာဆိုလို့ရှိရင်လေဒီနုယာတီကွင်ကိုရောက်ပြီပေါ့နော်။ဆိုတော့ Happy birthday to all the Sagittarius ပေါ့လေ။ ဆိုတော့ December လရဲ့ first week December တရက်နေ့ကနေ9ရက်နေ့အထိရာသီဘွားတစ်ခုချင်းစီအလိုက် message လေးတွေကို ကြည့်ကြမယ်ဆိုတော့ဒီ reading ကိုမိမိရဲ့ sun sign တစ်ခုတည်းမှာမဟုတ်ဘူးပေါ့နော် rising sign moon sign နဲ့ లై ပြီးရောနားထောင်လို့ရတယ်။ဆိုကြပါဆို if you are a sunrise sun aries rising gemini moon pisces ဆိုလို့ရှိရင် gemini မှာလည်းနားထောင်လို့ရမယ် aries မှာလည်း message ယူလို့ရမယ် pisces မှာလည်းသွားနားထောင်ကြည့်လို့ရမယ်ကိုယ်နဲ့အကန့်အညီဆုံးဖြစ်မဲ့ message ကိုယူပါအရေးကြီးတဲ့ message လေးတွေကို collect လုပ်ပါတချို့ကြောင့်လည်းလာတိုင်းကိုနဲ့ကန့်ညီနေတဲ့ဟာပေါ့နော်မဆန်းဆိုင်နဲ့ပဲကန့်ညီတာမျိုးတွေရှိမယ်ချို့ကြောင့်လည်း moon sign နဲ့ပို့ပြီး match ဖြစ်တယ်ဒီလိုမျိုးလေးလဲအဲအပတ်တိုင်းကိုအပတ်စဉ်နားထောင်သွားလို့ရပါတယ် okay ဆိုတော့ Leo reading လေးကိုစမယ်အဲ့တော့သုံးစံတိုင်းပေါ့နော် Aries to Pisces တခုချင်းစီ like December first week အတွက် message ကိုကြည့်ပေးမယ်အဲ့တော့ let's start with Aries Aries အတွက်ကိုကြည့်ပေးမယ်နော် Aries Leader, what's going to be your energy for coming December 1st to seventh? Please give me the sign and message for Aries. All right. Aries Leader, uh, say tema. Let's see, see yani. a မပြောပိုက်တာမျိုးလက်ရှိအခြေအနေကနေနောက်တနေရာကိုထွက်သွားခြင်းနေရာအလုပ်ပြောင်းခြင်းနေရာမျိုးအဲလာစာကောင်းတာမျိုးလာစာရာထူးဘလို့ပဲပေးထားပေးထားပေါ့နော် စိတ်ထဲမှာ feeling satisfied မဖြစ်ရတာမျိုးလေးကြီးကြုံရတဲ့တပြိုင်နက်ထဲမှာပဲလာမရတဲ့တပတ်မှာတဲ့ကိုယ့်ရဲ့အတွေးခေါ်တွေကိုယ့်ရဲ့ဉာဏ်ပညာကိုတွေးလိုက်တဲ့အရာကိုပြောလိုက်တဲ့အရာတွေက immediate မှာရှင်းလင်းပြတ်သားနေမှာဖြစ်တဲ့အတွေးခေါ်တွေပြတ်သားနေမယ်အပြောဆိုပြီးပြတ်သားနေမယ်နောက်တစ်ခုကစီးပွားရေးလုပ်နေတာမျိုးလူတွေနဲ့ပြောဆိုဆက်ဆံပြီးတော့အလုံးလုံးနေရတဲ့ Aries ဆိုလို့ရှိရင်လည်းဒီတစ်ပတ်ကတော်တော်အောင်မြင်မှာဖြစ်တယ်အဲ့တော့စကားများများပြောပါဥဆောင်ဖို့လည်းမကြောက်ပါနဲ့ပေါ့နော် ကိုတွေးထားတဲ့အရာလေးညာမှန်တက်တယ်နောက်စီးပွားရေးလုပ်ငန်းအသစ်တီစဖို့ရှိတယ်လုပ်ငန်းเนาะ small franchise လေးစတာပဲဖြစ်ဖြစ်ကိုစတင်ထူထောင်မှု event အာမျက်စိတည်းမြင်အောင်ပြောရမယ်ဆိုရှင် Facebook page လေးစပြီးလှုပ်လိုက်ကြပဲဖြစ်ဖြစ် immediate ကောင်းတယ်စီးပွားရေးတစ်ခုအတွက်အစပြုဖို့အတွက် December first week ကလုပ်ငန်းဆောင်တာတွေစတင်ဆောင်ရွက်ဖို့အတွက်ကောင်းပါတယ်အဲ့တော့ကိုစကားအောင်မရတဲ့တဲ့ဖြစ်ပါတယ် so wish you all the best areas ပါနော် okay let's move on to Taurus Taurus ဒီအတွက်ကြည့်ပြီးမယ်အဲ့တော့လာမဲ့ December 1st ကနေ December 7 at energy ပေါ့နော် Taurus ဒီတဲ့နော်မတိမတားလေးစိတ်ထဲမှာကျိတ်ပြီးတော့လောဘကြီးနေတာ အလိုလောဘမပြေလို့လောဘကြီးနေရယ်ပတ်စံနေဒီထက်ပို့ပြီးတော့ရချင်းနေဒီထက်ပို့ပြီးတော့ချမ်းသာချင်းနေအရင်ခက်ခဲကြက်တဲနေတာမျိုးတွေမဖြစ်ချင်တော့ဘူး နော်ဒီ OSI ထဲမှာခံစားရတော့ inner greed ပေါ့နော်လိုချင်နေရတက်မှန်နေရနော်တခုဆိုလို့ရှိရင်လည်းနောက်တခုထပ်လိုချင်နေတာမျိုးတွေစိတ်ထဲမှာမတိမတားလေးလောဘကြီးနေတတ်တယ်နော်လာမရတဲ့တပတ်မှာဒီဘက်ကတော့တဲ့ကိုယ့်ရဲ့စိတ်ကူးစိတ်တန်းနေအင်မတန်မှအားကောင်းနေမဲ့ရတဲ့တပတ်ဖြစ်ပါတယ်နောက်တခုကအချီးရေးပေါ့နော်အချီးရေးနဲ့ပတ်သက်လို့ရှိရင်အင်မတန်အားကောင်းနေရဆမ်းပွေနေရဆိုကြပါစို့ကိုကလူငယ်လေးတွေပေါ့လေကိုချီရတဲ့သူကို ဖွင့်ပြောတာမျိုးတို့နော် အဲခြေစကားကြဲစကားလေးပြောမယ်ဆိုရင်ဒီဘက်တာပြောလို့ကောင်းတယ်အဆင်ပြေလောက်တယ်တဲ့နော်နောက်တစ်ခုကကျတော့ making apology အဲ့တော့ခုနအဲစိတ်ဆိုးစိတ်ကောက်ထားတယ်ရင်ဖြစ်ထားတယ်မခေါ်မပြောဖြစ်နေရဒါမှအဆက်တွေပြက်နေရသူမခေါ်လို့ကိုကမခေါ်ဘူးလုပ်နေရမျိုးဆိုလို့ရှိရင်ဒီဘက်တာကလာအတွင်းမှာပြန်လဲရင်ကြားစီပြန်လဲတင့်မြတ်ဖို့အတွက်အမတဲမကောင်းတယ်သူတို့လည်းကောင်းကိုတို့လည်းကောင်းကိုပြန်ပြီးစကားလာပြောတာမျိုးတွေပြန်ပြီးလာတောင်းပန်တာမျိုးတွေဖြစ်တတ်တယ်ဆိုတော့အခြေအနေနဲ့ပတ်သက်ရင်တော့ပြန်ပြီးတော့ နှွေးထွေးလာမဲ့သဘောเนาะအေဂျင့်နဲ့ဆောင်းလာဒီမှာနှွေးထွေးလာမဲ့သဘောလीတွေ့ရပါတယ် Torres ဒီကိုယ့်ရဲ့စိတ်ကူး idea အတိုင်းပဲလုပ်ငန်းတွေကိုရှေ့ဆက်လုပ်သွားပါလို့လီဝအကြံပေးခြင်းနဲ့เนาะအဲ့တော့ wish you all the best all right next Gemini ကိုကြည့်ပေးပါမယ်အဲ့တော့ Gemini တွေအတွက် December 1st to 7 energy ရပါလို့ရှိလဲ okay all right Gemini ဂျမနိုင်းနေတဲ့တော်ရက်စတန်နဲ့ဆင်းတယ်နော်စိတ်ထဲမှာတဲ့အလိုမကြတာမျိုးလိုလောဘတက်နေတာလောဘကြီးနေတာမျိုးဟိုကလည်းလိုချင်တယ်ဒီဟာလည်းလိုချင်တယ်ဒီဥစ္စာကိုလည်းဖြစ်ချင်တယ်ဒီဥစ္စာကိုလည်းလက်မလွတ်ချင်ဘူးတခုလိုချင်တခုလွတ်ချရတဲ့ဟာမျိုးပေါ့နော်အဲ့ဒီမော်တော်လေးကိုလက်ကင်ထားပြီးတော့ဖြတ်တန်းရမယ်ဒီတပတ်တာကာလအတွင်းမှာလုပ်ငန်းဆောင်တာတွေဆောင်ရွက်တဲ့နေရာမှာကိုကိုတိုင်ဦးဆောင်ပြီးတော့ဆောင်ရွက်ရင်အောင်မြင်မယ်ဖြစ်တော်မှာလိမ့်မယ်နောက်တစ်ခွက်ကျကိုဝါသနာပါတဲ့အလုပ်ကိုစိတ်ထဲမှာ ဖြစ်နေရဟာကို passion ရှိတဲ့အရာကိုပဲရှေ့ဆက်လုပ်သွားပါအောင်မြင်တတ်တယ်ကိုဝါသနာမပါတဲ့အရာသူများတွေပြောလို့လုပ်ရတယ်ဆိုရဲဟာမျိုးတွေကတိတ်အဆင်မပြေတော့ဘူး Gemini နေအဲ့တော့ကိုစကားကပဲအတီးကိုရဲ့စိတ်ကူးကပဲအတီးကိုဖြစ်ချင်တဲ့ inner passion ပေါ့နော်ရင်တွင်းခံစားချက်ရင်တွင်းတောင်းတချက်ရင်တွင်းလိုလားချက်နောက်ကိုပဲလိုက်ပြီးတော့အလုပ်တွေကိုဆောင်ရွက်ပါရတယ်ဒါဆိုလို့ရှိရင်အောင်မြင်ဖို့ရကြရင်တော့တော်တော်လေး များပါတယ်တဲ့နော်ကိုယ့်ကို support လုပ်ပေးမယ့်အဖော်မူကောင်းတွေလည်းအနားမှာရှိနေတတ်တယ်တဲ့နော်ဆိုတော့ don't be afraid ရေရေကြီးသားလှုပ်ချပါ Gemini နေ okay good luck all right let's move on to cancer အဲ့တော့ cancer ရဲ့အတွက် december fresh to 7 energy အဘလို့ရှိမလဲ message လေးကိုကြည့်မယ် cancer oh ပစံအရင်နှီးအချီရဖို့မျော်လင့်နေတာငွေကြီးရဖို့မျော်လင့်နေချိုးကြတော့ယာဒူးတိုးဖို့စောင့်ဆိုင်နေတယ်လာစာတိုးဖို့စောင့်ဆိုင်နေတယ်လုပ်ငန်းလုပ်ဖို့အရင်နှီးရတာအမျက်ဆုံးအများကြီးရဖို့မျော်လင့်နေတာချိုးကြလဲထီပောက်ရင်ကောင်းမယ်ဆိုပြီးတွေးနေတာမျိုးတွေเนาะအမွေရရင်ကောင်းမယ်ပစံဒီတဲ့ပိုရရင်ကောင်းမယ်လို့တွေးနေတဲ့ကန်ဆာလေးတွေကိုလီကိုတွေးနေရတယ်ပေါ့เนาะဒီတပတ်တာကာလအတွင်းမှာပစံရတာအထက်ပစံအကုန်ကြများတာမျိုးလေးဖြစ်တတ်တယ်ဒါပေမဲ့ကောင်းသောအကုန်ဆုံးကြီးမျိုးဖြစ်တတ်တယ်ပေါ့เนาะ ကိုယ့်ရဲ့အိမ်မက် ကိုယ့်ရဲ့ dream စီအဲကိုဖြစ်ချင်နေတဲ့အရာတွေဖြစ်ဖို့အတွက်ကိုတုံးဆွဲလိုက်ရတာဖြစ်တဲ့အတွက်ကြောင့်မလို့ waste မဖြစ်သွားဘူးဒါတစ်ချိန်ကျလို့ရှိရင်ပြင်ရမှာဖြစ်တယ်ဒါကြောင့်မလို့ရဲရဲကြီးတာအသုံးပြလိုက်ပါလို့ပြောနောက်ဆက်ပစ္စည်းနဲ့ပတ်သက်ပြီးအင်မတန်မအားကောင်းနေရနော်ဒီတစ်ပတ်တာကာလအတွင်းမှာဆက်ပစ္စည်း mobile phone နော် computer laptop any kind of electronic devices တွေ ဝင်လာဖို့ရှိတယ်ဝင်လာတက်တယ်ဒီလို devices တွေဝယ်ဖို့စဉ်းစားနေရဆိုလို့ရှိရင် December 1st week က inventory မှာအားကောင်းတယ်ပေါ့နော် cancer တွေအတွက် message even watch ပေါ့နော်နိုင်ဝယ်တယ်သိကောင်းတယ်နော်ဒါ this is ရင်းနှီးမြုပ်နှံတာပဲ this just investment လို့အသုံးအဲသဘောထားပေါ့နော်ဘာလို့ဆိုတချိန်ကြာရင်ကိုယ့်အတွက်အကျိုးပြန်ပြူမှာဖြစ်တယ်ဆိုတော့ okay cancer တွေတော်တော်ကောင်းတယ်ပေါ့နော် all right good luck okay let's move on to leo အဲ့တော့ leo တွေအတွက်ကြည့်ပြမယ် leo တွေအတွက်လာမယ် december 1st to 7 energy ကဘယ်လိုရှိလဲ all right leo တွေတဲ့เนาะစိတ်ရှုပ်ရတာမျိုးတို့စိတ်မှာမပြတ်မသားနဲ့เนาะအာဘာကိုလိုချင်လို့လိုချင်မဲ့မသိဘာကိုဖြစ်ချင်လို့ဖြစ်ချင်မဲ့မသိ ဖြစ်နေတာမျိုးလေးဖြစ်တတ်ပါတယ်တဲ့เนาะနောက်တစ်ခုကလီယိုတွေငွေကြေးနဲ့ပတ်သက်ပြီးတော့စိတ်ပူပန်ရတာမျိုးလေးတွေเนาะနည်းနည်းအဲကြက်တဲသလိုဖြစ်တာမျိုးလေးတွေကိုတုံးကျင်တဲ့ဟာနဲ့ရတဲ့ဟာနဲ့မလောက်တာမျိုးလေးတွေဖြစ်တတ်တယ်ပေါ့เนาะနောက်တစ်ခုကကျမ်းမာရေးဂီယူစိုက်ပါလီယိုတွေအဲအေးမီယာတို့ပါတော့เนาะနှာစီချောင်းဆိုးတာဒါမျိုးလေးတွေဖြစ်တတ်တယ်အဲ့တော့အေးအေးတန်တိတ်မခံနိုင်တဲ့လီယိုတွေတွေ့ရတယ်ပေါ့နော်အဲ့တော့လီယိုဂီယူဆိုင်ပါဝေးကြီးကကြတော့ဥမာကိုက တခုခုလိုအပ်နေရဆိုကိုကဘသူစီရနေအကူကြီးတောင်းရမှာလဲအကူကြီးတောင်းရမဲ့လူမရှိတာမျိုးပေါ့နော်ကိုကနဲ့ကိုတုံးချင်ဆွဲချင်လှုပ်ချင်ခိုင်းချင်တာမျိုးတွေရှိရဒါပေမဲ့ကိုတုံးချင်တဲ့အတိုင်းအတာနဲ့ကိုရနေဟာနဲ့မလောင်းငါတာမျိုးလေးဖြစ်တတ်တယ်အဲ့တော့တန်းကြီးခံပြီးတော့အလုပ်တွေလုပ်ရမယ်လို့ဒီကတော့အကြံပေးချင်တယ်ပေါ့နော်ဒီတပတ်တာကလာ Okay wish you all the best and take care Leo Okay all right next Vogue ကိုကြည့်ပါမယ်အဲ့တော့ Vogue ရဲ့ ဒီဇင်ဘာ10ရက်နေ့ကနေ9ရက်နေ့ energy ရဘလို့ရှိလဲဆိုဗောဂူ energy ဖဂူရီတဲ့နော်အာစာမေးပွဲတွေဘာတွေဖြေတာဆိုစာမေးပွဲအောင်ကျင်တာမျိုးရောအင်တာဗျူးအောင်ကျင်တာမျိုးရောနော်အာဒီထက်ပိုပြီးတော့ explore ချင်တယ်ကိုလက်ရှိနေရာတစ်ခု position တစ်ခု ranking တစ်ခုရထားဆိုဒီ rank ကိုတစ်ခုမြင့်ဖို့အတွက်ကိုကွာစာမေးပွဲတွေဖြေဖို့စဉ်းစားနေရာမျိုးအင်တာဗျူးတွေဖြေဖို့စဉ်းစားနေရာမျိုးလေးတွေ ပြင်ဆင်ထားတာမျိုးလေးရှိရဘဝအောင်ဒီတိုင်းကြီးပဲရက်ပြီးတော့မနေချင်ဘူးငါတဆက်တော့တက်ချင်တယ်ဆိုပြီးတော့ချိန်ပြီးတော့ prepare လုပ်နေတတ်ပါတယ်တဲ့နော်ဒီတပတ်တာကာလအတွင်းမှာအသင်းအဖွဲ့နဲ့လှုပ်လှုပ်ရတဲ့ Valkyrie Imitem မှာထူးခြားမယ်အောင်မြင်မယ်ပေါ့နော် Corporate အလုပ်တွေလုပ်နေရတဲ့ Valkyrie ဆိုဒါမှမဟုတ်ね a little bit gossiping ပေါ့နော်အာဘယ်လိုပြောမလဲကို့အနာလူတွေကအတင်းပြင်းပြောတာလေးတွေကို့ကိုပြန်ကို့ပြန်ကြားရတာမျိုးလေးတွေရှိတတ်တယ်။အော်နောက်တစ်ခုကကြတော့ နည်းနည်းညှိရညှိနိုင်ရပါတော့ပေါက်ပေါက်ဖွင့်တာပေါ့နော်ဟိုလူကကြတော့ person A ကတော့ဘယ်လိုပုံစံဖြစ်နေလဲ person B ကတော့ဒါမှားတယ်လို့ထင်တယ်ကိုကကြတော့သူနှစ်ခုလုံးရဲ့အတွေ့အကြုံနည်းနည်းလိုနေရလို့ထင်တယ်အဲ့မှာပြန်ညှိရတာမျိုးလေးပေါ့ပြဿနာလို့လူမမြင်ဘူးပေါ့နော်နည်းနည်းလေး passive passive လောက်တာပေါ့နော်အဲအဲ့လိုမျိုးလေးကြီးရှိတတ်တယ်ဒါပေမဲ့အဆင်ပြေပါလိမ့်မယ်နော်ဒီ corporate ဒီ organizational job မှာပဲအဲသူကနဲ့သူ in the flow ပေါ့နော်သွားနေလိမ့်မယ်ဒီတစ်ပတ်တာကာလအတွင်းရော focus ကြီးအဲ့တော့ good luck နော် Okay, အဲ့တော့ let's move on to Libra. အဲ့တော့ Libra ကိုကြည့်ပေးမယ်။အဲ့တော့ Libra တွေအတွက်လာမယ့် December တရနေ့ရနေ့ခုနှစ်ရက်နေ့ထိ energy လေးဘယ်လိုရှိလဲ Libra oh my gosh ဘာဒီကိုနောက်နောက်ရနေတလေเนาะကိုအဆုံးဖြတ်ချက်ချခဲ့တဲ့အရာတွေနဲ့ပတ်သက်ပြီးတော့စိတ်ထဲမှာတောကရောက်တာနောက်နောက်အရာတာမျိုးလေးတွေနှမျောတာ နှမျောတတတဲ့စိတ်တွေဖြစ်တတ်တယ်နော်မပတ်စံကုံသွားရဆိုနှမလေးနှမျောစရာကြီးကုံသွားပြီဘာလို့ငါဒီလိုလုံးလိုက်မိတာလဲအဲအဲ့လိုမျိုးစိတ်ထဲမှာတိတ်တခိုးလေး regretful ဖြစ်နေတတ်တယ် libra တွေတဲ့နော်လောကကန်ရတာအဆင်မပြေဘူးတခုခုလုံးနေပြီဆိုတော့စိတ်ကတခြားတစ်ခုရောက်သွားတယ်စိတ်ထဲမှာမွန်းကျဲရတယ်ခဏခဏတက်ပြင်းချနေတတ်တယ် libra တွေဒီဘက်တာကာလအတွင်းမှာနော်အလုံးလုံးနေနဲ့ ဒီဟာတခုတော့လုံနေပါရဲ့နဲ့ဒီတခုထဲမှာ focal point ကမမိပဲနဲ့ကျန်တဲ့အရာတွေပေါ်မှာရှောက်တွေးပြီးတော့စိတ်ပူပြီးတော့မဖြစ်သေးတဲ့အနာဂတ်အတွက် worry စီများ anxiety များပြီးခဏခဏတပင်းချရတာမျိုးလေးဖြစ်တတ်တယ်အဲ့တော့ library ကတော့စိတ်ကျင့်စဉ်ပေါ့နော် meditation လုပ်တာနောက်စိတ်ကို calm down လုပ်မဲ့ spiritual practice တွေလုပ်ဖို့လိုတယ်လို့လီယောအကြံပေးခြင်းနဲ့နော် okay all right good luck okay let's move on to scorpio or scorpio ကိုကြည့်မယ် what's gonna be your energy for coming December 1st to 7th, your energy, Scorpio. All right. Oh, Scorpio. Scorpio ရီတဲ့။ဆုံးဖြတ်ချက်တစ်ခုချပြီးတော့အလုပ်တွေကိုလုပ်ချင်တယ်၊နေရာတိတ်တစ်ခုကိုသွားချင်တယ်၊အဲမိုက်ဂရိတ်လုပ်ချင်တယ်။ အရာရာစိတ်ပိုင်းဖြတ်ပြီးတော့လုပ်ငန်းတစ်ခုကိုစတင်ပြီးတော့ဆောင်ရွက်ပြစ်လိုက်ချင်ပါတယ်ငါဆုံးဖြတ်စစ်တီပြတ်သားကျင်လိုက်တာလို့ဖြစ်နေပြီးမယ်တကယ်လက်တွေ့မှာကြတော့ပြစ်ပြစ်တတလုံးဆောင်မှုကိုယ့်ရဲ့အိမ်မက်နောက်ကိုလိုက်ဖို့အတွက်ခက်ခဲနေတတ်တယ်ကြက်တဲနေတတ်တယ်ဘလို့လားအပ်တဲ့အဲအဲများကြီးပေါ့နော်အဲစီးတွေပေါင်နေများနေရပါတော့ကန့်တဲ့ချက်တွေများနေရပါတော့ကိုတခုခုလုံမယ်ဆိုလို့ရှိရင်လဲစာရဲစာနဲ့နေရမပြီးနိုင်အောင်အဲတခုပြီးတခုလုံနေရတယ် ဒီ rules ပြီးနောက်ထပ် rules တစ်ခုလာတယ်လွယ်လွယ်ကူကူနဲ့ဖြစ်မသွားဘူးပေါ့နော်အမြဲတမ်းတစင်မိတစင်တစင်မိတစင်ကြော်ဖြတ်နေရတယ်နော်ဒါ basic ဘယ်ကိစ္စမဆိုဆောင်ရွက်တဲ့နေမှာအလုတ်ကိစ္စမှမဟုတ်ဘူးတလားနော် even ဟိုဘယ်လိုပြောမလဲအာနိုင်ငံတကာနိုင်ငံနိုင်ငံကူတဲ့ immigration ဖြတ်တဲ့အချင်းအဲအဲ့လိုမျိုး immigration ဖြတ်တဲ့အချိန်မှာတော့မှအာ document ဒီတောင်းဟိုဟာတောင်းတဲ့အရင်ကခက်ခဲနေရပေါ့ကွာ ဘလူဘန်းနဲ့ပတ်သက်နေကုန်တာပေါ့အဲ့လိုကိစ္စမျိုးတွေတောင်ဖြစ်တတ်တယ်အဲ့တော့ Scorpio ခီးသွားလာလာတာနည်းနည်းခီးဦးဆိုင်အဲအဲ့လိုမျိုးဘလူလာအပ်တဲ့စီးပောင်ကန့်တက်ချက်မျိုးလေးတွေကန့်တက်ခံရတာမျိုးတွေဂျုံသွားတတ်တယ်ပေါ့နော်နည်းနည်းလေးခက်ခဲနေတတ်တယ်ဒီတပတ်တာကာလအတွင်းမှာလောကခံရတာအရင်ရက်သက်တပတ်တင်လည်းမတူဘူးနည်းနည်းခက်ခဲနေရဲ့ကြက်တဲနေရဲ့ပေါ့နော်အဲခဏလေးညင်ညင်လေးနေပြီးအခြေအနေကိုစောင့်ကြည့်ပြီးတော့ပဲနောက်ထပ်တပတ်တီကိုစောင့်မလားပေါ့နော်ဒါအခြေအနေလေးကြီး Chini ticha chibi jobe, some pizza chabi, loadi lupa, lulu, a champion and scopio, no? Okay, wish you all the best. All right, next. Sagittarius, you GPM or Lame December. The yeni yani, quani yani ti energy. Sagittarius, oh my gosh. Say them my song pia tari, shuye, ငါဘာပြီးဘာလုပ်မယ်ဘာပြီးတော့ငါဒီအလုပ်ကိုလက်ရှိအလုပ်ကိုငါကြောခိုင်းတော့မယ်ငါဘယ်ကိုထွက်သွားရမယ်ဆိုရယ်စိတ်ထဲမှာပြင်ဆင်ထားတဲ့ road map plan ကြီးရောရှိရဒါပေမဲ့အဲ့ road map plan ကိုကောင်းတဲ့ဘဝတွေကြောင့်ငွေကြေးနဲ့ပတ်သက်ပြီးစဉ်းစားနေရတာမျိုးနော် ကိုယ့်ရဲ့ဝင်ငွေနဲ့ထွက်ငွေကိုအမြဲတမ်းချိန်ထိုးစဉ်းစားပြီးစီးတစ်ခုဝယ်မယ်ဆိုလဲစဉ်းစားနေရတယ်တစ်ခုခုသုံးမှုဆိုလဲအကူဝင်တဲ့ဟာနဲ့ပြန်ပြီးစဉ်းစားနေရတယ်တစ်ဖက်မှာကိုက support လုပ်ပေးနေရတာပေးဆက်နေရတယ်မိသားစုရှိမယ်မိသားစုအတွက်သုံးဝဖို့အတွက်ဖယ်ထားရတယ်ကိုကဒီဘက်မှာသုံးကျင်နေရဆိုသုံးလို့မရဘူးအဲ့လိုမျိုးလိုက်ပြီးတော့ balancing လုပ်ရတာမျိုးကြီးကြုံရတတ်တယ်ပေါ့နော်အဲ့တော့ဝင်ငွေထွက်ငွေကိုလိုက်ကြည့်ပြီးတော့ပတ်စံကိုသုံးဆွဲနေရတတ်တယ်ပေါ့နော်အရန်ကြီးတော့ ချောင်းချောင်းလဲလဲချောင်းချောင်းကြီးနဲ့ကိုတုံးချင်တာကိုတုံးပြလိုက်မယ်ဆိုရဲရဲတတပတ်မျိုးတော့မဖြစ်သေးဘူးဆက်ဂျီတီရီယစီကိုက take care လုပ်ရတဲ့ other side ကိုမှရှိနေတတ်ပါတယ်တဲ့နော် okay အဲ့တော့ good luck ပါနော် all right let's move on to capricorn capricorn လေးတို့ကြည့်မယ် december တရနေ့ကနေ9ရက်နေ့ထိ energy ကဘယ်လိုရှိမလဲ capricorn อืมแคปริคอนလုတ်ချင်ကန်ကြီးစိတ်ဒီပြောင်းနေတာမျိုးတော့เนาะလူတွေကဒီလုတ်တွေရှိရေလုတ်ပါလားဒီလုတ်လေးလျှောက်ပါလားဟိုကွာ linking တို့ဘာတော့မှာ profile ဆောက်တာဆိုတော့လုတ်တွေကတော့ခေါ်နေရရှိနေရအဲကိုယ်သဘောကျတယ်အဲလာပါလားလုတ်မလားဒါပေမဲ့ကွာစိတ်မပါဘူး အဲ့ဒါတွေမလုပ်ချင်ဘူးဆိုတော့ကိုတကယ်လိုချင်တဲ့ဟာမရဘူးဖြစ်နေကိုတကယ်ဖြစ်ချင်တဲ့ lifestyle ကိုတကယ်လိုချင်နေရဲ့ဘဝကဒီလိုပုံစံဖြစ်မနေဘူးသူတို့ဘလို့ပဲပြပြငါအဲ့ဒါမလိုချင်ဘူးဆိုရယ်စိတ်တွေကြီးစိုးနေတတ်တယ်ဒီတစ်ပတ်ကာလအတွင်းမှာနားလည်မှုတွေတဲ့ကိစ္စကြီးအများကြီးဖြစ်ရတတ်တယ်နော်အလုပ်ထဲမှာတော်တော်ကောင်းတော့တချို့ကြလည်းကိုယ့်ရဲ့အိမ်တောင်ဘက်ကိုယ့်ရဲ့ချစ်သူနဲ့နားလည်မှုတွေတဲ့ကိစ္စကြီးစိတ်တန်ရာရတဲ့အထိဖြစ်တဲ့ဇကားကြီးပေါ့နော်ကိုကိုတိုင်းပြောလိုက်လို့လည်းဖြစ်နိုင်တယ်ဒါမှမဟုတ်ကိုကအပြောခံရတယ်များသောဖြင့် Capricorn နေရာမြုပ်ဖြစ်တာများတယ် Capricorn နေရာပတ်စီပတ်စီ နဲ့ပြဿနာသွားရှာတဲ့လူမျိုးဖြစ်တာ ਨੇ တယ်သူစိတ်ထဲမှာပဲကြိတ်ပြီးတော့အာတေးပြီးတော့ restrict လုပ်ထားတာ string လုပ်ထားတဲ့လူတွေဆိုတော့ အပြောခံရတာမျိုးဖြစ်နိုင်တယ်သိရမလားအဲ့တော့အရန်နာကျင်သွားတယ်အဲအဲ့လိုကိစ္စမျိုးလေးတွေဖြစ်တတ်တယ်เนาะအဲ့တော့ကျမ်းမာရေးတတိထားပါเนาะအသက်ကြီးရဲ့ Capricorn ဆိုလို့ရှိလို့ရှိရင်ဒီသွေးကြောနဲ့ပတ်သက်တာသွေးတိုးယောဂါတို့နှလုံးယောဂါတို့ဒါလေးတွေကယူဆိုင်ဖို့လိုအပ်တယ်เนาะအသက်ကြီးပိုင်းဆိုတော့အသက်50ကျော်လို့ဖြတ်ပြီးလိုက်မယ်เนาะအသက်အသက်ကြီးဆိုဘယ်အသက်ပြောပြောရလဲဆရာလို့ဖြစ်နေမှာဆိုတော့လီယောပြောလိုက်ပြီအသက်50ကျော်နေပြီဆိုရင်ဒီနှလုံးတို့သွေးတိုးတို့ ဒီသွေးကြောနဲ့ပတ်သက်တဲ့ဟာတွေသတိထားပါလို့လီယိုကအဲဒါအရာတိကိုလည်းအေးလာပြီဆိုရဲခါကြတော့เนาะ Okay အဲ့တော့ပျော့ပျော့နေပါ Capricorn နေစိတ်ညစ်မခံနဲ့เนาะ All right let's move on to Aquarius အဲ့တော့ Aquarius တွေအတွက်လာမယ်အာ December တရနေ့ရနေ့ခုနှစ်ရနေ့ဒီ energy อ่ะဘယ်လိုလေးရှိမလဲ Aquarius Thank you so much Aquarius Aquarius ကို့မှာပိုင်ဆိုင်ထားတဲ့အရာလေးတွေထွေးပိုက်ထားတယ်။အပြောင်းလဲတွေမလုပ်ချင်ဘူး။နေရာဒေသကိုလည်းအပြောင်းလဲမလုပ်ချင်ဘူး။ဖက်တွယ်မှုတွေများတာပေါ့နော်။ဒီနေ့အမှာပဲတခြားနေရာမသွားချင်ဘူး။တခြားနေရာမပြောင်းချင်ဘူးနော်။အာဆွန်းနှွန်းဆွန်းစားဖို့ခန့်တည်းရဲ့ Aquarius တွေတွေ့ရတယ် Rex you ဖို့ခန့်တည်းရဲ့ chances တွေပေါ့နော် taking chances လို့ခေါ်ရဲအဲ့တော့ chance you may risk you may အဲ့လိုမျိုး risk you ပြီးလို့ပို့နည်းနည်းလေးမိုးမီးရဖြစ်နေရမျိုးကြီးစိတ်ထဲမှာဖြစ်တတ်တယ်ပေါ့နော်အဲ့ အများကြီးကုန်မှာကြောက်တယ်မပေးချင်ဘူးအဲ့လောက်အဲ့လောက်တောင်တုံးရမှာလားအဲအဲ့လိုမျိုးတွေဖြစ်နေတယ်မဟုတ်ဘူးတဲ့တုံးရမှာတဲ့တုံးတင်တုံးရမယ်ဘာလို့လဲဆိုတဲ့အခါကျတော့ဒီဘက်တာကာလက Aquarius တွေအတွက်ခရီးကိစ္စအရို၊တွားလာရေးကိစ္စအရတွေเนาะကုန်ကုန်ကူးတန်းရောင်းဝယ်တာကုန်တယ်လုံးနေရဲ့ Aquarius တွေဆိုလဲအောင်မြင်မှာဖြစ်ထွန်းမှာ โอเคအဲ့တော့လမ်းပန်းဆက်သွယ်ရေးနဲ့ပတ်သက်ပြီးအလုံးလုံးနေရတဲ့ Aquarius ဆီဆိုလို့ရှိရင်အစီအပြေမှာအောင်မြင်မှာကိုပိုင်စီးပွားတပွဲအလုံးလုံးနေရဲ့ Aquarius ဆီဆိုလို့ရှိလို့ရှိရင်ကိုကိုရန်ကိုတူကိုထားထားလို့တော့မှာပဲအစီအပြေမှာဖြစ်တဲ့အတွက်ကြောင့်မို့လို့ရင်းတင်တာရှိရရင်မှာ risk ယူတင်တာရှိရယူယူလိုက်ပါပေါ့နော်အရင်ကြီး reluctant ဖြစ်မနေနဲ့လို့လီကတော့အကြံပေးခြင်းနေပေါ့နော်ကန်ဆယ်မဲ့နိုင်တယ်လို့ပဲတဲ့နော်ဒါမဲ့ကန်ဆယ်မနေတယ်ဆိုမှကန်ကကိုယ့်ဘက်မှာ80%ကန်လောက်ကကိုယ့်ဘက်မှာရှိရဲအဲ့တော့လုံးစီရရှိရလုံး ချရစီရရှိရချရင်းစီရရှိရရင်းလိုက်เนาะ aquarius ဒီ okay all right okay the last sign pisces ကိုကြည့်မယ်အဲ့တော့ pisces december 1st to 7th pisces ရဲ့ energy လေးဘယ်လိုရှိမလဲ all right pisces oh my gosh ဟာ pisces ဒီမလီမတိမတာလေးခေါင်းမာနေရနော်အင်းငါးဆရာကြီးပဲ ငါဒီလောက်မှမရရင်ငါမလုံနိုင်ဘူးเนาะဒီလောက်ပတ်စံမပြီးရင်ငါမလုံနိုင်အဲချွတ်ကြလဲငါပတ်စံဘယ်လောက်ရှာမယ်ပေါ့အဲ့တော့ငွေကြီးကံရောအင်မတန်အရန်ကောင်းပြီလက်လာပါပြီပွင့်မဲ့ Pisces ကြီးဖြစ်မယ်အဲ့တော့ Pisces rising no moon လဲပါမယ်ပေါ့เนาะသက်ဆိုင်နိုင်တယ်ပေါ့เนาะငွေကြီးလက်လာပါပြီပေါ့ကြွရမယ်ပတ်စံရမယ်ငွေကြီးကိုကအကူအညီလိုအပ်တယ်ဆိုလို့ရှိရင်ငွေကြီးအထောက်ပံ့ပေးမယ်တထေးပုံကူမျိုးတွေနဲ့တွေ့ရတတ်တယ်เนาะအဲ့တော့ဒီတမန်တာကာလာတွင်းမှာ ကိုကိုတိုင်းကစီးပွားရေးတွေဦးဆောင်ပြီးလုပ်ရတာကိုကိုရံရဲ့ပက်ဆန်ကိုကင်တွယ်ဖြည့်ရှင်းပြီးလုပ်ဆောင်ရတာမျိုးတွေနော်ငွေကင်တာပေါ့ကွာငွေကင်ပြီးတော့ညဘလောက်ယူဘလောက်ယူဘလောက်သုံးဆိုပြီးတော့ပက်ဆန်ကင်ပြီးလုပ်ရတဲ့အလုပ်မျိုးတွေအဆင်ပြေတတ်တယ်တဲ့နော်ဆိုတော့ money energy ပေါ့တချွင်ချွင်နဲ့ပွင့်နေမဲ့ရတဲ့တစ်ပတ်ဖြစ်နေမဲ့ Pisces တွေအဲခေါင်းမာတာလေးတွေနည်းနည်းလေးရော short မတစ်ဖက်ကလစာပြလောက်ပြီးမှ negotiate လုပ်တယ်ဆိုနည်းနည်းလေးကိုဘက်ကလည်းပြန်ပြီးတော့ short ပေါ့နော်ပြီးဆိုရာသင်ရထိုက်တဲ့အဲဒီငွေကြေးပမာဏမရဘဲနဲ့ miss ဖြစ်သွားမှဆိုလို့ခေါင်းမာလာလေးလည်းနည်းနည်းလေး short ပါလို့လီရောတော့အကြံပေးချင်ပါတယ် okay that's a message for pisces wish you all the best okay အဲ့တော့လီကိုတင်ဆက်ပေးသွားသည်ဒါဒီဇင်ဘာ10ရက်နေ့ကနေ9ရက်နေ့ထိ Weekly Zodiac Audio Podcast ပေါ့နော်။အဲဒီဆက်မှုလေးဖြစ်တယ်။အားလုံး enjoy ဖြစ်မယ်။အားလုံးနဲ့ resonate ဖြစ်မယ်လို့လည်းယုံကြည်ပါတယ်။ အဲ့တော့ Leo D Audio Podcast လေးကို Leo YouTube Channel မှာ Facebook Page မှာပါ Leo တင်ဆက်ပြီးမှဖြစ်ပါတယ်။ Leo နဲ့ consultation လုပ်ချင်တယ်ဆိုလို့ရှိရင်တော့ရရှိနိုင်မဲ့တချို့သော available packages လေးတွေကို D Audio Podcast ရဲ့ description box လေးမှာ Leo ရေးပေးထားပါမယ်။ YouTube မှာဆိုရင်နှိပ်ကြည့်ပြီးနှိပ်ကြည့်လို့ရရပေါ့နော်။အောက်မှာအကုန်လုံးတန်းစီပြီးတော့ Leo information လေး sharing လုပ်ပေးထားပါတယ်။ဒီတစ်ပတ်အတွက် audio podcast reading လေးကို Leo ဒီမှာပဲအဆုံးသတ်လိုက်မယ်။နောက်ထပ် audio podcast ဒီမှာထပ်တွေ့ကြမယ်။ Have a nice day to you all, and bye bye.